အထိုင်းနယ်စပ်အနီးမှာရှိတဲ့နမဲဆူနဲ့ကြော်ကြားနေတဲ့ KK ပါကိုတမရော်စစ်ကြောင်းတွေဝင်ရောက်ရှင်းလင်းခဲ့တယ်လို့သိရပါဗျ။ KNU KNL နဲ့ PDF တွေယာယီစုံမထိန်ချုပ်ထားတဲ့လေကိကော်ဒေတာမှာရှိတဲ့ရှုကင်းတာနဲ့ဆွေတော်ကုန်းစခန်းတွေကိုပြန်လည်ထိန်ချုပ်နိုင်ခဲ့တယ်လို့လည်းသိရပါဗျ။၂၀24ခုနှစ်က KNL နဲ့ PDF တွေထိန်ချုပ်ခဲ့တဲ့ရှုကင်းတာစခန်းကိုအော်တိုဝါ18ရက်မှာလကောက် 0.1088ဆွေရော်စခန်းကုန်းကိုအော်တိုဝါ16ရက်မှာ၎င်းအစဉ်စဉ်သိမ်းပိုက်နိုင်ခဲ့ပြီးနေဆက်ဒေတာတလျှောက်မှာရှိတဲ့အဓိကအချက်ချာကြတဲ့နေရာတွေကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းနဲ့နေဆက်ဒေတာတလျှောက်ဆက်လက်ရှင်းလင်းဆောင်ရွက်သွားမယ်လို့သိရပါတယ်အဲ့လိုတက်ခိုက်သိမ့်ပိုက်စဉ်မြန်မာတိုင်းနယ်စပ်အနီးမှာရှိတဲ့နမဲဆိုးနဲ့ကြော်ကြားနေတဲ့ KK ပါကိုလည်းတချိန်တည်းတပြိုင်တည်းထဲဝင်ရောက်ရှင်းလင်းခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲစဉ်တလျှောက်တောင်ကျန်းသူတွေနဲ့တိုက်ပွဲကြီး6ကြိမ်တိုက်ပွဲငယ်52ကြိမ်ဖြစ်ပွားခဲ့ပြီး အလောင်းစင်လောင်းလက်နက်မျိုးစုံ16လက်နဲ့ဆက်ဆက်ပစ္စည်းတွေတင်စီရမိခဲ့တယ်လို့ KK Park အတွင်းကနေထူးခြားလက္ခဏာမတွေ့ပေမဲ့တရားမဝင်ဆက်သွယ်မှုဆောင်ရွက်ဖို့ရည်ရွယ်တက်ဆင်ထားတဲ့ Starlink ဇလောင်းအစုံ30နဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်စီရမိခဲ့တဲ့အပြင်ဆောက်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်10လုံးနှစ်ထပ်တိုက်အလုံး100၄ထပ်တိုက်အလုံး20နဲ့5ထပ်တိုက်1လုံး တစ်ထက်တိုက်ဈေးဆိုင်ကန်အလုံး20နှစ်ထက်တိုက်ဈေးဆိုင်ကန်အလုံး30တစ်ထက်တိုက်ကိုရောင်15လုံးနှစ်ထက်တိုက်ကိုရောင်အလုံး20လေးထက်တိုက်ကိုရောင်10လုံးစောင်းလုံး10နှစ်ထက်တိုက်21လုံးသုံးထက်တိုက်10လုံးလေးထက်တိုက်5လုံး၅ထက်တိုက်5လုံးနဲ့တစ်ထက်တိုက်ဈေးပေကန်နှစ်ခန်းတို့ကိုတွင်းရှိခဲ့ပြီး အစောပိုင်းအဆောင်အနေအတွင်းကနေအလုတ်သမားအမျိုးသား1645ဦးအမျိုးသမီး455ဦးလုံခြုံရေးအမျိုးသား68ဦးစုစုပေါင်း2198ဦးတို့ကိုတွေ့ရှိခဲ့တယ်လို့သိရပါတယ်။အစောပိုင်း KK ပတ်ဝင်းအတွင်းမှာရှိတဲ့အဆောက်အုံတွေဆောက်လုပ်ထားရှိမှုမြေပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးနိုင်ငံတော်အစိုးရရဲ့တရားဝင်ခွင့်ပြုမဲ့မြေပိုင်ဆိုင်ခွင့်အထောက်အထား ဟိုတယ်နဲ့ခီးသွားလာရင်ရဲ့ဆောင်းလုံခွင့်ခွင့်ပြုမိတ်တွေနဲ့ပတ်သက်ပြီးတရားဝင်ဆောင်ရွက်စာရဲနေစစ်ဆေးတွေးရှိခြင်းမရှိတာကြောင့်သက်ဆိုင်ရာတာဝန်ရှိသူတွေကိုဆင့်ခေါ်ရမှာလဲလာရောက်ခဲ့ခြင်းမရှိတဲ့အတွက်လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကိုလုံထုံးလုံနည်းတွေနဲ့အညီဆက်လက်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ KNU KNL တောင်းကျမ်းသူတွေအနေနဲ့ NCA ကိုဖြည့်ဆည်းလိုတဲ့ရည်ရွယ်ချက်နဲ့ကရင်ပြည်နယ်မြောက်ရီမြို့နယ်၄ကော်ဒေတာတဝိုက်အခြေပြုပြီးအစိုးရအုပ်ချုပ်မှုရန်နေရာတွေပြည့်စည်စေဖို့နဲ့၎င်းတို့ရဲ့အိမ်မက်ဖြစ်တဲ့တိကျလွတ်လပ်သောကောတူလေးပြည်နယ်နဲ့ ကောသူလေးအစိုးရထူထောင်ဖို့အတွက်2021ခုနှစ်မှာဖြစ်ပွားခဲ့တဲ့နိုင်ငံရေးဖြစ်စဉ်တွေကြောင့်နေဆက်ဒေတာတွေကိုထွက်ပြေးတင်းရှောင်လာသူတွေကိုလူသားချင်းစာနာထောက်ထားမှုအကြောင်းအရာခေါင်းစဉ်အောက်မှာလက်ခံထိန်းသိမ်းပြီးပြည်ပနိုင်ငံကြီးတချို့ရဲ့ငွေကြေးထောက်ပံ့မှုတွေဒေတာတွေမှာကြားဖြန့်အပောင်းဝင်တရားမှုရဲ့လုပ်ငန်းတွေကနေရရှိတဲ့ငွေကြေးတွေကိုလက်ခံရယူပြီးအကြမ်းဖက်သင်တန်းတွေတင်ကြားပို့ချကောင်းလက်နက်တွေတက်ဆင်ပေးပြီးရှေ့ကတက်အဖြစ်အသုံးချပြီး ကင်းပြင်းတဲ့အတွင်းမှာရှိတဲ့တမတော်ရဲ့စစ်စင်ရေးနဲ့နေမြေစုံမုံရေးဆောင်ရွက်နေတဲ့တပ်စခန်းတွေအပါအဝင်တင်ငန်းညီနောင်နဲ့မြရီဒေတာမှာရှိတဲ့နေမြေကန်တရင်တပ်ဖွဲ့တွေနဲ့တပ်စခန်းတွေကိုအင်အားအလုံးရင်းနဲ့ဝင်ရောက်တိုက်ခိုက်တာတွေဆောင်ရွက်ခဲ့တယ်လို့သိရပါဗျာ။